တတိယကမ္ဘာစစ်ရဲ့အစအာရှတိုက်ကဖြစ်လာနိုင်တာအခုလက်ရှိကမ္ဘာပေါ်ကနေရာတော်တော်များများမှာစစ်ပွဲတွေအကြမ်းဖက်မှုတွေနဲ့အနိုင်ကျင့်မှုတွေကပြင်းထန်နေပါတယ်အမေရိကန်နဲ့တရုတ်ရဲ့အခွန်စစ်ပွဲယူကရိန်းနဲ့ရုရှားစစ်ပွဲဂါဇာနဲ့အစ္စရေးစစ်ပွဲစတဲ့အနောက်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်တတိယကမ္ဘာစစ်ဖြစ်လာမလားလို့တကမ္ဘာလုံးကစိုးရိမ်နေတဲ့အခြေအနေမှာပဲမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုကပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာဖြစ်သွားခဲ့ပါတယ် ဒီလိုမျိုးအကြမ်းဖက်မှုတွေအကြောင်းကိုခဏခဏကြားနေရတဲ့ Kashmir Data မှာဒီတစ်ခေါက်ဖြစ်ရကြအောင်အရသား26ရောက်ရဲ့အသက်တွေဆုံးရှုံးခဲ့ရပြီးတော့အဲ့ဒီထဲမှာ25ရောက်ကအိန္ဒိယလူမျိုးတွေဖြစ်ပါတယ်လက်နက်ကင်စစ်သွေးကြွ9ဦးရဲ့အကြီးတန်းတဲ့လောက်ရဲ့ကြောင့်အခုလက်ရှိအချိန်မှာအိန္ဒိယနဲ့ပါကစ္စတန်ရဲ့စစ်ရေးအရတင်းမာမှုတွေအရှိန်မြင့်တက်လာခဲ့ပြီးတော့နေဆက်ဒေသတွေမှာအပြန်အလှန်ပြစ်ခတ်မှုတွေအထိပါဖြစ်နေပါပြီ။ဘာလို့ဒီကရှမီးယားဒေသမှာအကြမ်းဖက်မှုတွေဖြစ်နေရလဲ။ကရှမီးယားဒေသဆိုတာကဘယ်လိုဒေသမျိုးလဲ။အင်္ဂလိပ်တွေရဲ့သွေးခွဲမှုကဘယ်လောက်ထိအောင်မြင်ခဲ့လဲဆိုတာဒီဗျူထဲမှာရှင်းပြပေးသွားပါမယ်။ ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာအိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မြို့လေးတစ်ခုဖြစ်တဲ့ပဟယ်ဂမ်မြို့မှာရာရာပုံမှန်တိုင်းလေပတ်နေခဲ့ပါဗျ။တာယာတဲ့ရာသီဥတုနဲ့လက်ဆက်တဲ့လေကြောင့် BSRN ဂျိုင်ဝမ်မှာလာရောက်လေပတ်တဲ့သူတွေနဲ့ပြည့်တက်နေခဲ့ပါဗျ။ဒီဂျိုင်ဝမ်ကိုတောအုပ်တွေနဲ့ဝန်းရံထားပြီးတော့ပဟယ်ဂမ်မြို့ကနေသွားမယ်ဆိုရင်ကားလည်းမပေါက်သေးတဲ့အတွက်ကြောင့်ခြေချင်းဒါမှမဟုတ်မြင်းထဲမှသွားလေလို့ရတဲ့နေရာဒေသတစ်ခုပါ။ ဒီလိုမျိုးပတ်ဝန်းကျင်တစ်ခုလုံးတာယာနေတဲ့အချိန်မှာလက်နက်အပြည့်စုံတဲ့လူ9ယောက်ကကွင်းပြင်ထဲကိုဝင်လာပြီးတော့အပန်းဖြစ်အနားယူနေတဲ့ခရီးသွားပြည်သူတွေတဲကအစ္စလမ်ဘာသာဝင်မဟုတ်တဲ့ယောက်ျားလေးတွေကိုပြစ်မှတ်ထားပြီးတပ်ဖြတ်ခဲ့ပါတယ်။ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အစိုးရဝန်ထမ်း3ဦး၊နီပေါ်နိုင်ငံသား2ဦး၊ခရီးသားပြည်သူ22ဦးနဲ့ဖြန့်ဖြေဖို့ကြိုးစားတဲ့အစ္စလမ်ဘာသာဝင်2ဦးပါဝင်အလုံးပေါင်း26ယောက်တိဆုံခဲ့ရပြီးတော့အယောက်20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါဆိုဘာလို့များကက်ရှမီးယားဒေသမှာအကြမ်းဖက်မှုတွေဖြစ်နေရတာလဲ။ ဒီအကြောင်းကိုတေချာနားလည်ဖို့ဆိုရင်1948ခုနှစ်အိန္ဒိယနိုင်ငံကိုပြန်ပြီးတော့သွားကြည့်ရပါမယ်1948ခုနှစ်ဩဂတ်လ15ရက်နေ့မှာအင်္ဂလိပ်တွေရဲ့လက်အောက်ကနေအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်ကိုစရောက်ခဲ့တဲ့နေ့ရက်နေစပြီးဒီပြဿနာစတင်ပေါ်ပေါက်လာခဲ့တယ်လို့ပြောရမှာပါအင်္ဂလိပ်တွေရဲ့တမင်တက်တက်ခွင်ဆင်သွားတာလားဒါမှမဟုတ်ငโกကရေကရှိနေပြီးသားလားဆိုတာမှန်းဆလို့မရပေမဲ့ British India ဆိုရင်အိန္ဒိယနိုင်ငံတီရီလင်္ကာနိုင်ငံအရှေ့ပါကစ္စတန် င်္ဂလားဒေ့ရှ်နိုင်ငံနဲ့အနောက်ပါကစ္စတန်ဆိုပြီး၄ဘိုင်းကွဲထွက်သွားပါတော့တယ်။ဟိန္ဒူဘာသာဝင်တွေအများစုရှိတဲ့နေရာကိုအိန္ဒိယနိုင်ငံအနေနဲ့လွတ်လပ်ခွင့်ပေးပြီးတော့အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့နေရာကိုတော့ပါကစ္စတန်နိုင်ငံအနေနဲ့လွတ်လပ်ခွင့်ပေးလိုက်ပါတယ်။ ီလိုအချိန်အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ပြည်နယ်တွေအများစုမှာဟင်ဒူနဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ဘာသာရေးပဋိပက္ခအစတင်ကြီးထွားလာခဲ့ပါတယ်။အဲ့ဒီအချိန်တရုတ်နိုင်ငံနဲ့နန်နမိတ်ရှင်းထိဆက်နေတဲ့ကရှမီးယားဒေသကတော့တမျိုးထူးခြားနေခဲ့ပါတယ်။ကရှမီးယားဒေသမှာနေထိုင်တဲ့ဒေသခံအများစုကအစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပေမဲ့အဲ့ဒီဒေသကိုအုပ်ချုပ်တဲ့သူကတော့ဟာရီစင်းဆိုတဲ့ဟင်ဒူဘာသာဝင်တယောက်ဖြစ်နေတာပါပဲ။သူရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းပါတယ်။အစ္စလာမ်တွေကြီးပဲရှိတဲ့ပါကစ္စတန်တွေကိုလည်းမဝင်ချင်ဘူး။ ဟင်ဒူတွေပဲရှိတဲ့အိန္ဒိယကိုလည်းဒေသခံပြည်သူတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီးမဝင်ခြင်းဘူးဒီလိုနဲ့ဘယ်နိုင်ငံထဲမှမဝင်ဘဲနဲ့တီးသန့်အုပ်ချုပ်ခွင့်တောင်းဆိုလိုက်ပြီးတော့ကိုယ်ပိုင်ပဲအုပ်ချုပ်နေပါတော့တယ်ဒီလိုအခြေအနေမှာလွတ်လပ်ရေးရပြီးကာဇတိုင်းပြည်တွေရဲ့အခြေအနေကိုချိန်ထိုးကြည့်မယ်ဆိုရင်ဘယ်မှာမဆိုတော်လှန်ရေးတွေစဖြစ်လာခဲ့ပါတယ်အများနည်းတူကာရှမီးယားဒေသခံပြည်သူတွေကလည်းအစ္စလာမ်ဘာသာဝင်တွေဖြစ်ရတာနဲ့ဘာလို့ပါကစ္စတန်နိုင်ငံထဲမှာပါဝင်မရတာလဲဆိုပြီးဒေါသပုံထရင်းနဲ့နေဆက်စည်းမျဉ်းတွေကနေအကြမ်းဖက်လုပ်ငန်းတွေကိုစတင်လှုပ်ဆောင်နေပါတော့တယ် ဒီလိုနဲ့ပါကစ္စတန်တွေကိုမနိုင်တဲ့ဟာရီဆင်းတယောက်ကသူနဲ့ဘာသာတူတဲ့အိန္ဒိယနိုင်ငံစီကနေအကူအညီတောင်းပြီးတော့သူတို့ကိုကူညီမယ်ဆိုရင်အိန္ဒိယနိုင်ငံတွေကိုဝင်မယ်ဆိုပြီးသဘောတူစာချုပ်ချုပ်ဖို့လုပ်ခဲ့ပါတော့တယ်။ဒီလိုနဲ့တွေ့လက်ရရပြီး၂လအကြာ1948ခုနှစ်ထဲမှာပဲအိန္ဒိယပါကစ္စတန်စစ်ပွဲကစတင်ခဲ့ပါတော့တယ်။ကဲဒီပြဿနာရဲ့အစကိုကျွန်တော်တို့အခုခြေရာခံမိပြီဆိုတော့ဒီနောက်ပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုအချင်းချင်းလေးဆက်ကြည့်လိုက်အောင် ဒီလိုဆက်ပွဲရစပြီးဖြစ်တဲ့အချိန်မှာပဲတဖက်နဲ့တဖက်အပြန်အလှန်တိုက်ခိုက်ကြရင်းနဲ့1946ခုနှစ်ရောက်တဲ့အခါမှာတော့ United Nation ရဲ့ဝင်ရောက်စေးဆက်ပေးမှုနဲ့အတူငြိမ်းချမ်းရေးသဘောတူစာချုပ်အယောင်ဆောင်လက်မှတ်ထိုးခဲ့ကြပါတော့တယ်။ဘာလို့အယောင်ဆောင်လို့ပြောရလဲဆိုရင်တော့1948ခုနှစ်ထဲကနေပြီးဆိုမှတိုက်လိုက်နားလိုက်လုပ်နေခဲ့ရတာကအခုလက်ရှိ2025ရောက်တဲ့အချိန်ထိပဲဆိုပါတော့လွတ်လပ်ရေးရခရီးကတိုက်လာခဲ့တဲ့စစ်ပွဲကအခုထိမပြီးနိုင်မစီးနိုင်ဆိုတဲ့သဘောပါပဲ။ ဒီလိုမျိုး1946ခုနှစ်ကချုပ်ဆိုခဲ့တဲ့ညဉ့်ဉန်းလက်မှတ်မှာ1965ခုနှစ်1982ခုနှစ်1996ခုနှစ်တွေမှာအစ်စ်တွေဖြစ်လိုက်ပြန်ပြီးငြိမ်သွားလိုက်နဲ့အပြန်အလှန်ဆစ်စင်ရေးကိုစီနဲ့ကာရှမီးယားဒေသတွေမှာပဲတိုက်ပွဲတွေဖြစ်နေကြတာပါအရာရာတိုင်းကတိုးတက်မှုတွေရှိသလိုအခုဆိုစစ်ပွဲတွေမှာလည်းပါကစ္စတန်ဘက်ကတိုးတက်မှုတွေအများကြီးရှိလာခဲ့ပါပြီ။အဲ့ဒါကတော့2001ခုနှစ် New Delhi Parliament အစောဝင်ကို Lashkar-e-Taiba ရဲ့အဖွဲ့ဝင်တွေကဘုံလောက်ခွဲတဲ့ကိစ္စပါပဲ။ ီလိုဘုံလခွဲရတဲ့အကြောင်းရင်းကလည်းအိန္ဒိယကကာရှမီးယားဒေသထဲမှာပဲအကြမ်းဖက်ဖြိုခွဲမှုတွေဘုံကျဲတာတွေဆေးအုပ်ချုပ်ရေးတွေကြောင့်လှုပ်ရတယ်ဆိုပြီးတော့လက်ရှ်ကာရဲတိုက်ပါဆိုတဲ့အကြမ်းဖက်အဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ် ီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဖြစ်နေတဲ့ကိစ္စတွေက2008ခုနှစ်ကိုရောက်တဲ့အခါမှာတော့ပြည်သူ့ VCO ပါများဦးလဲလာခဲ့ပါပြီ။အစောပိုင်းနှစ်တွေတုန်းကအိန္ဒိယအစိုးရနဲ့လက်နက်ကင်အဖွဲ့အစည်းတွေအချင်းချင်းပဲတိုက်ကြပြီးမဲ2008ခုနှစ်မွန်ဘိုင်းမြို့မှာမှုရွာတဲ့လက်နက်ကင်10ယောက်ရဲ့လုပ်ရဲကြောင့်အရသာပြည်သူ184ယောက်တိဆုံးခဲ့ရပြီးတော့လူအယောက်300ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီလိုမျိုးဖြစ်ရတွေကြောင့်အိန္ဒိယနိုင်ငံကစစ်တပ်ရဲ့တဝက်နီးပါးလောက်ကိုကာရှမီးယားဒေသမှာပဲလုံခြုံရေးယူခိုင်းထားခဲ့ပါတယ်။ မိတ်ဆွေတို့အနေနဲ့ပြဿနာတစ်ခုအပေါ်ကိုကောင်းကောင်းသုံးသပ်နိုင်မှုဆိုရင်အချက်အလက်ကြကြတွေးခေါ်နိုင်မှုလိုအပ်ပါတယ်။ဒီလိုအချက်အလက်ကြကြတွေးခေါ်နိုင်မှုအတွက်ကျွန်တော်တို့ရှင်တို့ application တွေကအထွေထွေအသိပညာ၊တမိုင်းနဲ့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်ကစာအုပ်တွေကိုတွားဖက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ရှင်တို့ application ဆိုတာနိုင်ငံတကာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်းနဲ့ရောစာနဲ့ပါအချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store တွေမှာ download ဆွဲပြီးတော့ဒီနေ့ဆက်ပြီးစာရီဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဗီဒီယိုလေးကိုပြန်သွားရရင်အိန္ဒိယဘက်ကခံနေရတာတွေကအွန်လိုင်းပေါ်မှာအမြဲတမ်းတွေ့နေရပေမဲ့ကာရှမီးယားဒေသခံပြည်သူတွေရဲ့ဘဝကလည်းထူးမခြားနာပါပဲပြီးခဲ့တဲ့2018ခုနှစ်အတွက်ကာရှမီးယားဒေသမှာဖြစ်ခဲ့တဲ့စစ်ပွဲအပေါ်မှာ United Nation ကထုတ်ပြန်ထားတဲ့ data တွေအရကာရှမီးယားမှာနေတဲ့ဒေသခံပြည်သူစုစုပေါင်း160အသက်ခံရတဲ့အထဲမှာ29ယောက်ကဘုံးတံလက်နက်ကြီးတံကြောင့်တိတ်ဆုံးခဲ့ရပြီးတော့43ယောက်ကလက်နက်ကင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်82ယောက်ကအိန္ဒိယအစ်တဲကြောင့်တိတ်ဆုံးခဲ့ရတယ်ဆိုပြီးဖော်ပြထားခဲ့ပါတယ် ပြီးခဲ့တဲ့2019ခုနှစ်တုန်းကလည်းလက်နက်ကင်တပ်ရဲ့အသေးခံဘုံခွဲမှုကြောင့်အိန္ဒိယစစ်သား60ကျော်တိတ်ဆုံးခဲ့ရပါသေးတယ်။ဒီလိုဖြစ်ပျက်တွေနောက်ပိုင်းကိုဗစ်အခြေအနေတွေကြောင့်ငြိမ်ကျသွားတယ်လို့ပြောကြပေမဲ့ဂျားထဲမှာတိတ်ဆုံးမှုတွေကတော့ရှိနေခဲ့တယ်လို့ပြောလို့ရပေမဲ့တေးရာတွေအကုန်လုံးကအိန္ဒိယစစ်သားတွေနဲ့လက်နက်ကင်တပ်ဖွဲ့တွေကြီးပါပဲ။ပြည်သူတွေတော့မပါဝင်ခဲ့ပါဘူး။ဒါပေမဲ့ဒီတစ်ခေါက်တော့အရက်သား26ယောက်ကိုရည်ရွယ်ချက်ရှိရှိနဲ့တက်ဖြတ်သွားတဲ့လို့ရကြောင်းအိန္ဒိယအစိုးရကတင်းနေပါဗျ။ ဒီဧပြီလ22ရက်နေ့မှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုအတွက်နောက်ွယ်မှာရှိနေတဲ့သူတွေကတော့ TRF The Resistance Force လို့ခေါ်တဲ့လက်နက်ကိုင်အဖွဲ့လို့လည်းကောလာဟာလာသတင်းတွေထွက်နေပါတယ်။အိန္ဒိယအစိုးရဘက်ကတော့ TRF ဆိုတာက Lashkar-e Taiba ကနေခွဲထွက်လာခဲ့တဲ့အဖွဲ့ငယ်တစ်ခုလို့ဆွဆွဲထားပြီးတော့ဒီလို Lashkar-e Taiba ဆိုတဲ့အဖွဲ့ကလည်းပါကစ္စတန်အစိုးရရဲ့နောက်ွယ်ရောက်ထောက်ပံ့မှုတွေရထားတဲ့အဖွဲ့ဆိုပြီးဆွဆွဲချက်တွေလည်းရှိပါတယ်။ဒါကတော့အခုလက်ရှိ Kashmir ဒေသမှာဖြစ်ပျက်ခဲ့တဲ့ပဏိပခတွေရဲ့အချင်းကျုပ်ပါပဲ။မိတ်ဆွေတို့လည်းဒီလောက်ဆိုဒီဒေသအကြောင်းကိုတီးမိခေါင်းမိရှိသွားမယ်လို့ယုံကြည်ပါတယ်။ ဒါဆိုအခုဘာတွေဆက်ဖြစ်နေပြီလဲဆက်ကြည့်ကြည့်လိုက်ရအောင် ဒီဖြစ်စဉ်ကြောင့်လက်ရှိချစ်ကြည်ရေးခရီးစဉ်အနေနဲ့ Saudi Arabia နိုင်ငံကိုရောက်နေတဲ့အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ကခရီးစဉ်ကိုချက်ချင်းဖြတ်သိမ်းပြီးတော့ April 23ရက်နေ့မှာပဲအိန္ဒိယနိုင်ငံကိုချက်ချင်းပြန်လာခဲ့တယ်။သူပြန်ရောက်ချင်းမှာပဲဒီလိုအကြမ်းဖက်မှုလုပ်ရက်ကိုထိထိရရောက်နေနေဖို့အတွက်အရေးပေါ်အစီအစဉ်ချက်ချင်းခေါ်ခဲ့ပြီးတော့ဒီလိုမျိုးတက်ဖြတ်မှုတွေကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကိုရေစုံမြေစုံလိုက်နေနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူဒီဖြစ်ရဲ့နောက်ကွယ်မှာပါကစ္စတန်နိုင်ငံရှိနေတယ်ဆိုပြီးတော့ဆွဆွဲခဲ့ပါတယ်။ဒီလိုမျိုးဆွဆွဲကြရဲ့နောက်မှာပါလာတဲ့နိုင်ငံရေးပိတ်ဆို့မှုတွေကြောင့်နှစ်နိုင်ငံစ ဖြစ်လာနိုင်မလားဆိုပြီးနှစ်ဖက်ပြည်သူတွေသာမကတကဘာလုံးကပါစိုးရိမ်နေကြပါပြီ။အိန္ဒိယနိုင်ငံဘက်ကဒီဖြစ်ရပ်အတွက်ပါကစ္စတန်နိုင်ငံကိုနိုင်ငံရေးအရပိတ်ဆို့မှုတွေအများကြီးလုပ်ထားပါတယ်။အိန္ဒိယနိုင်ငံထဲမှာတရားဝင်ဗီဇာနဲ့လာရောက်နေထိုင်တဲ့ပါကစ္စတန်ပြည်သူတွေကိုနေရပ်ပြန်ပို့တာဗီဇာကန့်သတ်တာနေဆက်ဂိတ်တွေကနေပိတ်ဆို့ထားတာတွေအပါအဝင်ပါကစ္စတန်တပ်တမန်တွေကိုထုတ်ပယ်ထားတာနဲ့အဆိုးဆုံးကတော့1969ခုနှစ်ကသဘောတူညီထားတဲ့ Indus ရေအရင်းမြစ်စာချုပ်ကိုဖျက်ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ Indusmic ကနီပေါနိုင်ငံတွေကနေမြစ်ဖြားခံပြီးတော့အိန္ဒိယ၊တရုတ်နဲ့ပါကစ္စတန်နိုင်ငံတွေကိုဖျက်ပြီးတော့နောက်ဆုံးမှာအာရေဗျပင်လယ်ထဲကိုစီးဆင်းသွားတဲ့မြစ်တစ်ခုပါ။ Indusmic ကပါကစ္စတန်နိုင်ငံအတွက်တော့စိုက်ပျိုးရေးမှာအရေးပါတဲ့မြစ်တစ်ခုဖြစ်ပြီးတော့ဒီ Indusmic ကနေသာရေမရဘူးဆိုရင်ပါကစ္စတန်နိုင်ငံရဲ့စိုက်ပျိုးရေးကလုံးဝပျက်စီးသွားမှာပါ။ဒီလိုမျိုးအိန္ဒိယနိုင်ငံဘက်ကလှုပ်တဲ့ပိတ်ဆို့မှုတွေအတွက်ပါကစ္စတန်နိုင်ငံဘက်ကလည်းနှစ်ဖက်ကုန်သွယ်မှုတွေကိုရပ်တန့်လိုက်တယ်။ပါကစ္စတန်နိုင်ငံရဲ့လေပိုင်နက်ထဲကိုအိန္ဒိယနိုင်ငံကလေယာဉ်တွေဝင်မလာဖို့အတွက်ပိတ်ပင်လိုက်တာနဲ့အတူ Indus မြေစီးဆင်းမှုကိုအိန္ဒိယဘက်ကပိတ်လိုက်မယ်ဆိုရင်ဒီလောက်ရကြောင့်စစ်ပွဲဖြစ်လာလိမ့်မယ်လို့လည်းသတိပေးချင်းချောက်ခဲ့ပါတယ်။ ဒီလိုမျိုးသူတပြန်ကိုတပြန်တင်းမာမှုတွေကြားထဲမှာနှစ်နိုင်ငံဆက်ဆံရေးကအနိုင်ဆုံးအဆင့်ကိုရောက်နေပြီးတော့တန်တမာရေးအရာညှိနှိုင်းဖြည့်ဆင်းမှုတွေလည်းမရှိသလောက်ကိုရှားသွားပါပြီ။ပါကစ္စတန်နိုင်ငံဘက်ကလည်းဒီအကြမ်းဖက်မှုအတွက်တာဝန်ရှိတဲ့သူကအကြမ်းဖက်သမားတွေပဲဖြစ်ပြီးတော့ဒီအကြမ်းဖက်သမားတွေကိုထိထိရောက်ရောက်မနေနိုင်မဲနဲ့ပါကစ္စတန်နိုင်ငံကိုပိတ်ဆို့တာတွေကမလုံးရှင်နဲ့ပတ်ရံသလိုဖြစ်နေတယ်ဆိုပြီးပြောထားပါဗျ။အကယ်၍အိန္ဒိယနိုင်ငံဘက်ကမြင့်ရည်စီးဆင်းမှုကိုပိတ်လိုက်မယ်ဆိုရင်တော့ပါကစ္စတန်အနေနဲ့လည်းငြိမ်ခံနေမှာမဟုတ်ပဲအဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာထားခဲ့ပါဗျ။ ဒီလိုအခြေအနေတွေကြောင့်အရင်ရှိခဲ့မှုတွေကုန်သွယ်မှုတွေအလုံးရပ်တန့်သွားပြီးတော့နှစ်နိုင်ငံနယ်ဆက်မြင်းစုံတဲ့နေရာတွေမှာအပြန်အလှန်ပြစ်ခတ်မှုတွေရှိနေတယ်ဆိုပြီးနိုင်ငံတကာသတင်းစာတွေကထုတ်ပြန်ထားခဲ့ပါတယ်။ဒါဟာတတိယကမ္ဘာစစ်ကိုစတင်နေတဲ့ခြေလှမ်းတွေတွေကတခုဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ဒီကုန်သွယ်ရေးပိတ်ဆို့မှုတွေရေအရင်းမြစ်ထိန်းချုပ်မှုတွေကြောင့်တစ်ဖက်နဲ့တစ်ဖက်တင်းမာမှုတွေရှိနေပြီးတော့တစ်ချက်ကလေးမှားသွားလိုက်တာနဲ့နျူကလ িয়ার စစ်ပွဲကိုပုံပေါ်လိုက်သလိုဖြစ်သွားနိုင်ပါတယ်။ဘာလို့လဲဆိုရင်ဒီနှစ်နိုင်ငံလုံးကနျူကလ িয়ার ဒုံးကျည်ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ ်အခုလက်ရှိအချိန်ထိကျွန်တော်တို့လူသားတွေအကြောက်ဆုံးအရာကတော့နျူကလ িয়ার ဘုံးရဲ့အဖြတ်စွမ်းအားပါအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံလုံးကနျူကလ িয়ার ဒုံးကြီးတွေကိုပိုင်ဆိုင်ထားတဲ့အတွက်အကယ်၍တစ်ဖက်နဲ့တစ်ဖက်အခြေအနေတွေတင်းမာပြီးတော့နှစ်နိုင်ငံဆစ်ဖြစ်ခဲ့မယ်ဆိုရင်နျူကလ িয়ার ဒုံးကြီးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေသဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒီလိုနျူကလ িয়ার ဘုံးညာဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေပျက်စီးခဲ့ရတဲ့တာရကားတွေရှိနေကြတာမို့တစ်ကမ္ဘာလုံးကထိတ်လန့်နေကြပါတယ် တစ်ဖက်မှာလည်းတရုတ်နဲ့အမေရိကန်ကုန်သွယ်စစ်ပွဲကြောင့်အမေရိကန်ရောတရုတ်ကပါကိုယ်နိုင်ငံအရေးကိုဦးစားပေးနေရတယ်လို့ယူကရိန်းနဲ့ရုရှားရဲ့မပြီးဆုံးသေးတဲ့စစ်ပွဲကလည်းထရမ့်တရောက်ခေါင်းခဲ့စေပါတယ်။ဟိုးအရင်ချိန်တုန်းကကမ္ဘာစစ်ဖက်အရေးခွင့်တွေမှာဆိုရင်အမေရိကန်ဦးဆောင်ပြီးဖြည့်ရှင်းပေးခဲ့သမျှအခုအမေရိကန်အနေနဲ့ဂျာဝင်ဆေးဆက်ပေးရမယ့်ကိစ္စတွေအများများလာတဲ့အပေါ်မှာဒီအိန္ဒိယပါကစ္စတန်ကိစ္စကိုရောဘယ်လိုကင်တွေဖြည့်ရှင်းမလဲ။ဒါမှမဟုတ်အမေရိကန်မဟုတ်ဘဲနဲ့တခြားအင်အားကြီးနိုင်ငံတခုကဂျာဝင်ပြီးဆေးဆက်ပေးနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။ မိတ်ဆွေတို့ရောဒီနှစ်နိုင်ငံတင်းမာမှုတွေရဲ့နောက်မှာဘာတွေဆက်ဖြစ်လာအောင်မလဲကိုမမဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ခင်ဗျာ 2025ခုနှစ်ဧပြီ25ရက်နေ့ကစလို့ဒီနေ့အချိန်ထိအိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တွေကကာရှမီးယားပြည်နယ်ရဲ့နေဆက်မြင်းတလျှောက်မှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေပြီးတော့ပါကစ္စတန်စစ်တပ်ကနေဆက်စီးမြင်းတလျှောက်တပ်ဆွဲထားပြီးပါကစ္စတန်ဘက်ကိုထိတာနဲ့နောက်တရရတဲ့အထိတုံ့ပြန်သွားမယ်ဆိုပြီးကြေညာထားပါတယ်။အိန္ဒိယမီဒီယာတွေရဲ့ထုတ်ပြန်ချက်အရဝန်ကြီးချုပ်မိုဒီကလည်း22ရက်နေ့မှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုရဲ့နောက်ကွယ်မှာရှိတဲ့သူတွေအားလုံးမြေလံရှာပြီးတော့နှိမ်နင်းသွားမယ်ဆိုပြီးကြေညာထားပါတယ်။ဒါတွေကတော့အခုလက်ရှိဖြစ်နေတဲ့အိန္ဒိယနဲ့ပါကစ္စတန်အရေးအခင်းအချင်းချုပ်ပါပဲ။အင်္ဂလိပ်တွေရဲ့ကိုလိုနီအုပ်ချုပ်မှုပြီးကြရစလိုက်တဲ့ဒီစစ်ပ ွဲက88နှစ်အထိတည်တန်းရှိနေပါပြီဒီလိုကာရှမီးယားဒေသကနေအစပြုပြီးဖြစ်ခဲ့တဲ့စစ်ပွဲတွေအထမ်းဖတ်လုပ်ရက်တွေနဲ့အတေကဘုံခွဲမှုဖြစ်စဉ်တွေကဘယ်ချိန်ကြမှာအဆုံးသတ်မလဲဆိုတာမသိသေးပါဘူးဗားတပြန်ကြားတပြန်ဖြစ်ကြရင်းနဲ့အခုလက်ရှိအခြေအနေမှာတော့တင့်ကားကိုစီလက်နက်ကိုစီနဲ့တိုက်ပွဲတွေအသင့်အနေထားနဲ့ဖြစ်နေကြပါပြီအကယ်၍အိန္ဒိယနဲ့ပါကစ္စတန်သာဆစ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံတွေအတွက်ရောဘယ်လိုမျိုးအကျိုးတက်ရောက်မှုတွေရှိလာနိုင်မလဲမိတ်ဆွေတို့ရောဘယ်လိုမျိုးမြင်လဲဆိုတာအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ခင်ဗျာ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။